Fitness on our FOE season 2ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် challenge 1အပြီးမှာဒီမှာရှိနေတဲ့ပြိုင်ပွဲဝင်တွေအားလုံးကလုံလောက်တဲ့ recovery ရသွားပြီလို့ကျွန်တော်တို့ယူဆပါတယ်ကိုထုံးပုံစံကြီးကတော့အင်းငိုက်နေတဲ့ပုံပဲဒါလန်းနေဆိုတော့ challenge 2ကိုအခုပဲစလိုက်ပါဆိုတော့ challenge 2ရဲ့နာမည်လေးပေးထားပါတယ် cross the line နင်းကိုဖြတ်ကြောနမ်မနဲ့မလားဟုတ်လားကြော်ပေါ့ကြော်ပေါ့ရိုးရိုးရှင်းရှင်းလေးလေးကူကူပြောရမယ်ဆိုရင်ကျွန်တော်တို့မြမရိုးရထုတ်စီတို့အားကစားနီးပဲဖြစ်ပါတယ်တော့ဒီနေ့ challenge ရဲ့အမှတ်စရင်းလေးကိုကျွန်တော်နည်းနည်းပြောပြချင်တယ်ဒီနေ့ challenge မှာပထမရတဲ့အသင်းက35မှတ်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အခုကျွန်တော်အပိုင်းဖြစ်တဲ့ကျွန်တော်တို့ team ခွဲတဲ့အပိုင်းလေးကိုကျွန်တော်လုပ်ချင်ပါတယ် ဘောဘောဝန်တာဝန်တာနိုင်ပြီပဲဘော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 လည်းပြောလာဘောဘောဒီတော့ဒီတော့အကြံမဟုတ်တော့ဘူးညင်းညင်းနေပါစေတော့ဝန်တာဝန်တာဆိုတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့နံပါတ်တွေနံပါတ်တွေရသွားပြီဆိုတော့နံပါတ်1ဘောလုံးနံပါတ်ရထားတဲ့ကစားသမားကကျွန်တော်အရီနာတွေကိုကျွန်တော်အရင်လွတ်ပါဘူး။ Black ရဲ့ Team White ရဲ့ Team Black ရဲ့ရှိရဲ့၃ Team ရှိမှာပေါ့နော်။ဒီထက်မှာစိုက်တဲ့ဟာတော်ရောက်ပြီ။ တင်း black ရယ်တင်း red ရယ်ရှိရယ် white ရတဲ့လူကြီးလို့လာပါအမရဲ့တကူရဲ့အမြင်ရဆိုရအဖြူအသင်းကိုအမကတော်တော်လေးကိုဟိုကဖြစ်သွားတယ်ပေါ့နော်မဆိုတော့အဖြူအသင်းမှာကဒီတကယ်ကိုဖြက်လက်တယ်ဆိုရအသေးသေးလေးနှစ်ယောက်ပါတယ်ကွာပေါ့ပေါ့ပပနဲ့ပေါ့နော်သွားတဲ့အသေးနှစ်ယောက်ပါတယ်အဲ့ဒါပြောမှာဘောလုံးကစားတတ်တဲ့အာဒီပေါ့နော်ကိုမောင်တန့်နဲ့ကိုထုံးနဲ့ပါသွားတယ်ဆိုတော့ခါကြတော့အဖြူသင်းကတော့တတတော်စွာမဲ့အသင်းဆိုတာတော့အမြဲတမ်းမှတ်လိုက်တယ်ပေါ့နော်ဖွဲ့တိုင်းမှာ ်ဘယ်ထားပြီးပါ့ဘယ်သူလဲโอเคအဲ့ဒါသားခဲ့ပါလောโอเค red team captain တိုင်းလူကြီးကချက်ပြတ်တမှန်မှာဖြစ်ပါတယ်โอเคပါကျွန်တော်တို့ CBC ကနေအားလုံးတိသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်ပြိုင်ပွဲစတင်ပါမယ်ခင်ဗျာတေးကြတာတစ်ခုကတော့1နဲ့2နဲ့ကျွန်တော်အရင်ပြိုင်ရပါမ ပြီးသွားလို့ရှိရင်1နဲ့3နဲ့ပြန်ရမယ်တတိယဘွဲစဉ်ကတော့2နဲ့3နဲ့ကျွန်တော်ပြန်ရပါမယ်ဒီမှာအသင်းတစ်သင်းကနှစ်ဖွဲ့စလုံးကိုနိုင်သွားတယ်ဆိုလို့ရှိရင်တော့သိကြပါတယ်ချန်ပီယံဖြစ်သွားပါပြီ Are you ready? Ready. Are you ready? Ready. Okay, let's start the show. Let's go.

变歪去嘛，这么歪、right 哎，会搞我歪呢。哎 ဖြစ်သွားပါပြီဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့အဖြူသင်းနဲ့အနီသင်းပထမပိုင်းရှင်ပြိုင်မှုပြီးတဲ့အခါမှာအဖြူသင်းရဲ့ performance တွေကအရန်ကို ကောင်းမွန်လာတဲ့အတွက်ကြောင့်မို့လို့16မှတိတိကျွန်တော်တို့ကြာသွားပါပြီအနီသင်းနေနဲ့အခုဒုတိယပိုင်းမှာသူတို့ဆုံးရှုံးသွားတဲ့အမှတ်တွေကို ပြန်လိုက်နိုင်မလားဒါမှမဟုတ်သူတို့တွေဘယ်လိုပုံစံတွေဆက်ဖြစ်နေမလဲဆိုတာတော့အရန်ကိုရေကုန်စိတ်လို့ရှာဖို့ကောင်းနေပါပြီအဖြူသင်းနေနဲ့အားကြလဲ ီ record အတိုင်းကိုဆက်လက်ပြီးတော့ထိန်းထားနိုင်တယ်ဆိုရင်အမှတ်တွေရတော့သူတို့ယူနိုင်မယ်ဆိုရင်သူတို့တွေအနေနဲ့က champion ဖြစ်ဖို့ခွင့်ရက chance ကပိုများနိုင်ကြည်ရှိပါတယ်။ဘလို့ပုံစံနဲ့ဒုတိယပိုင်းမှာနှစ်သင်းစလုံးဖြစ်မလဲဆိုတော့ကျွန်တော်တော့တအားကြည့်နေပြီဗျာ။ကျွန်တော်လည်းဒူဒူလိုက်ကြည့်လိုက်ရအောင်။ ်ချန်ပီယံဖြစ်ဖို့အတွက်အခွင့်အရေးအများကြီးကိုရှိပါတယ်ဆိုတော့အနီအသင်းနဲ့အမဲအသင်းရှင်ပြိုင်မှုကိုကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်လိုက်ရအောင်